မရိယန်နေဇက်ကိုတရားမဝင်ခိုးဝင်သူအရေးအတွက်ဟာ64ရာခိုင်နှုန်းထိစံချိန်တင်ကြာဆင်းသွားတယ်လို့ဆိုပါရယ်။ဒါထရရဲ့လက်ရှိအစိုးရဆောင်ရွက်ချက်တွေမှာတော့အောင်မြင်မှုလို့တော့ပြောလို့ရပါတယ်။မရိယန်သမ္မတထရရဲ့နယ်နိမိတ်ဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကိုအမေရိကန်နိုင်ငံမိမိလုံခြုံရေးဌာနဝန်ကြီးခရစ်စတီနိုကချီးကျူးခဲ့ပြီး နေဆက်ကိုတရားမဝင်ဖြတ်ကူးသူရေအတွက်ဟာသမိုင်းဝင်ရောကြသွားတာကိုဂုံပြူလိုက်ပါတယ်။အရီဇိုးနာပြည်နယ်ဖီနစ်မြို့ကနေဆက်လုံချုံရေးကိုစီပြောင်းရွှေ့မှာခရစ်စတီနိုကမိန်ကွန်းတွင်ခုလိုပြောပါတယ်။ခန်းသမရာဖြစ်လာပြီးကြတဲ့ကအမေရိကန်နေဆက်မှာတရားမဝင်ခိုးဝင်သူ64ရာခိုင်နှုန်းကြာဆင်းပြီးဖေဖော်ဝါရီလမှာတော့အမေရိကန်သမိုင်းတစ်လျှောက်တရားမဝင်ခိုးဝင်သူအ ਨੇ ဆုံးရေအတွက်ကိုတွေ့မြင်ခဲ့တယ်ဆိုပါတယ်။အချိန်တိုအတွင်းမှာပျော်မြော်လင့်ပဲအပြောင်းလဲကိုမြင်ရတာမယုံနိုင်စရာပဲလို့သူမကပြောပါတယ်။ တရားမဝင်လူဝင်မှုကြီးကြပ်ရေးကိုကိုင်မဖြေရှင်းဖို့ညာရီတူ AI စနစ် Lab စနစ်မျက်စိမြင်လွာနဲ့မျက်နှာပုံပန်းသဏ္ဍာန်တွေကို တိုက်ဆိုင်စစ်ဆေးတဲ့ Biometric နည်းပညာနဲ့ DNA မျိုးဗီဇစစ်ဆေးတာမျိုးလိုနည်းပညာသစ်တွေကိုသုံးခဲ့တယ်လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။လက်ရှိမှာတော့သမ္မတ Trump လက်ထက်မှာကမ္ဘာနိုင်ငံအသီးသီးကိုလည်း ခုံလေးတိုးမြင့်လိုက်တာဖြစ်ပြီးတော့ထရန့်နဲ့အကောက်ခွန်မူဝါဒနဲ့ညှိနှိုင်းဖို့ဆိုပြီးနိုင်ငံပေါင်း80နီးပါးကဆက်သွယ်လာတယ်လို့ MPD ရဲ့ပြန်ကြားရေးတင်ဝင်ကာအိုလိုင်းလီဘစ်ကပြောပါတယ်။ American လူထုမားတွေကိုကြိုးရှိစေပြီးကုန်သွယ်ရေးလုံငွေပြမှုကိုကင်တွယ်ဖြည့်ရှင်းနိုင်ရင်သဘောတူညီချက်တွေရလိမ့်မယ်လို့ကာအိုလိုင်းလီဘစ်ကသတင်းတောက်တွေကိုပြောပါတယ်။ထရန့်ကသူ့ဖက်ကိုဆက်သွယ်လာတဲ့တနိုင်ငံချင်းစီအတွက် အဝင်ခွင့်ကြဖြစ်မဲ့သဘောတူညီချက်တွေရရှိရေးဆောင်ရွက်ကြဖို့ညွှန်ကြားခဲ့ပါတယ်။နိုင်ငံတွေကသူတို့ရဲ့တရားမမျှတတဲ့ကုံသွယ်မှုလေးချက်ကိုပြုမြင်ပြောင်းလဲဖို့နဲ့အမေရိကန်အတွက်သူတို့ရဲ့ဈေးကွက်တွေကိုလွတ်လွတ်လပ်လပ်ဖွင့်ပေးဖို့ကြိုးပမ်းနေကြတယ်လို့ကာယိုလင်းလင်ဘက်ကပြောပါတယ်။ကမ္ဘာကသမ္မတထိုင်းရဲ့ချင်းကမှုကိုပြပြတောက်တာတုံ့ပြန်နေပါတယ်။အစ္စရေးနဲ့အမေရိကန်ရဲ့ကုံသွယ်မှုလုပ်ငန်းပြောင်းဖို့ချက်ချင်းဖယ်ရှားပြဖို့နဲ့သူတို့ရဲ့ကုံသွယ်မှုအတားအဆီးတွေဖယ်ရှားပြဖို့ အစ္စရေးကဂတိပြုခဲ့ပါတယ်အစ္စရေးရဲ့အပြစ်သဘောဆောင်တဲ့ချင်းကမှုကိုတခြားကမ္ဘာနိုင်ငံတွေကစံနမူနာယူသင့်တယ်လို့ကာအိုလင်းလစ်ပီကပြောပါတယ်ခါဟာဒီစင်နဘတ်ကိုဦးဆောင်မှုအတွင်းမှုကစကော့ဘတ်ဆန်နဲ့အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဂျမ်ဆင်ဂရီယာကိုတာဝန်ပေးထားတယ်လို့သိရပါတယ်